လဘရောင်းတောင်တပိတ်စခန်းအကြမ်းဖက်ဖြိုခွင်းခံရမှုနှစ်ပတ်လည်နေ့ကတရုတ်တန်ယုံနီမှာတရုတ်လံကိုမိရှုမှုအတွက်ဒေါ်နော်အုံးလာနဲ့ကိုတင်ထွတ်ပိုင်းတို့ကိုဒီဇင်ဘာလ10ရက်နေ့မနက်ပိုင်းကတကုံမြို့နယ်တရားရုံးမှာရုံးထုတ်စစ်ဆေးခဲ့ပါတယ်။တရုတ်လံမိရှုမှုအတွက်အမှုခွင့်ခံထားရသူ၄ဦးနဲ့၂ဦးကိုသာဖမ်းမိပြီးတက်နှစ်ဦးဖြစ်တဲ့ကိုအောင်စိုးနဲ့ကိုစီသူတို့ကိုဝရမ်းထုတ်ထားတယ်လို့ရုံးထုတ်စစ်ဆေးနေစဉ်တရားသူကြီးကဆိုပါတယ်။ ဒီဇင်ဘာလ10ရက်နေ့မှာဒေါ်နော်အောင်လာနဲ့ကိုတင်ထုတ်ပိုင်တို့ကိုရုံးထုတ်စစ်ဆေးခဲ့ပြီးနောက်ဒီဇင်ဘာလ24ရက်နေ့ကိုထပ်မံရုံးချင်းလိုက်တယ်လို့သိရပါတယ်။ဒါအပြင်ဒေါ်နော်အောင်လာကို2008ခုနှစ်ကဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးတင်းသားများလွတ်မြောက်ရေးအတွက်ရွှေတဘုံဖျားမှာဝတ်ပြုဆုတောင်းခဲ့တာကြောင့်အမှုဖွင့်ထားရာကထွက်ပြေးတဲ့အတွက်လို့ဆိုပြီးပုံမှန်296နဲ့လဲအမှုတွဲထပ်မံတင်ခဲ့ပါတယ်။ဒေါ်နော်အောင်လာက2008ခုနှစ်တုန်းကအမှုဖွင့်ထားတယ်ဆိုတာအကြောင်းကြားမလားသလို့ မိမိအနေနဲ့လည်းဘယ်ကောမှထွက်မပြေးပဲလာရောက်ဖမ်းဆီးရလည်းမရှိဘူးလို့ပြောပါတယ်။တရုတ်နိုင်ငံအလံကိုမိရှုဆန္ဒပြသူတွေဖြစ်တဲ့ဒေါ်နော်အောင်လှ၊ကိုတင်ထွတ်ပိုင်း၊ကိုအောင်စိုးနဲ့ကိုစီသူတို့ကိုနိုင်ငံတော်ညီဝင်ပြည်ပြားရေးကိုထိခိုက်စေတဲ့ပြစ်မှုပုံမှန်905ခါခွေနဲ့တရားစွဲဆိုထားတာဖြစ်ပါတယ်။အဆိုပါအမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူဥရောပဆန်အောင်ကကျွန်တော်တို့နိုင်ငံမှာနိုင်ငံသားအလံတစ်ခုကိုဖျက်ဆီးရင် ပြစ်မှုဖြစ်တယ်ဆိုတဲ့ဥပဒေကိုရှာမတွေ့ပဲဒီမှုကိုစစ်တော်မှလေ့လာရမယ်လို့ပြောပါတယ်မြန်မာနိုင်ငံမှာပြဋ္ဌာန်းထားတဲ့ဒီဇယ်ဥပဒေတွေမှာမြန်မာနိုင်ငံတော်အလံကိုမလေးမစားပြုလုပ်ခြင်းဖျက်ဆီးခြင်းအစရှိရာတွေနဲ့ပတ်သက်ပြီးအရေးယူနိုင်တဲ့ဥပဒေကိုသာပြဋ္ဌာန်းထားပြီးအခြားနိုင်ငံတကာနိုင်ငံရဲ့အလံနဲ့ပတ်သက်ပြီးသီးခြားပြဋ္ဌာန်းထားတဲ့ဥပဒေမရှိဘူးလို့သိရပါတယ်